ကမ္ဘာသမိုင်းလမ်းကြောင်းကိုလုံးဝပြောင်းပြန်လည်ပစ်လိုက်တဲ့နိပညာတစ်ခုဆိုရင်ဘာကိုပြီးမိမိကြလဲအင်ဂျင်လာကွန်ပျူတာလားတကယ်တော့အဲ့ဒါဒီမဟုတ်ပါဘူးအဲ့ဒါကတော့မြင်းပါဟုတ်ပါတယ်ဒီနေ့မှာတော့တာမန်သတိစင်တကောင်လို့ထင်ရတဲ့မြင်းကကျွန်တော်တို့ကဘာကြီးကိုဘယ်လိုမျိုးအခြေခံကြကြပုံဖော်ခဲ့တယ်လဲဆိုတာကိုလေ့လာသွားမှာပါဒီစကားတစ်ခွန်းနဲ့တင်မြင်းရဲ့အေးအေးပါမှုကိုအတိုင်းအတာမြင်နိုင်ပါတယ်စဉ်းစားကြည့်ပါရွှေခေအင်ပါယာကြီးတွေရဲ့အတွက် မြင်းဆိုတာကစီးပွားရေးစိတ်ရေးနဲ့ဆက်သွယ်ရေးအကုန်လုံးအတွက်အသက်သွေးကြောပဲ။ကဲဒီအချက်ကနေပဲကျွန်တော်တို့ရဲ့ဆွေးနွေးမှုကိုဆက်လိုက်ကြရအောင်။ဟုတ်ပြီ။ဒီနေ့မှာတော့ဒီစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုအပိုင်း၅ပိုင်းခွဲပြီးလေ့လာကြည့်ကြပါမယ်။ Empire ရဲ့ engine ကနေလို့မြင်းခေရဲ့အမွေအနှစ်အထိတီတီတီဆန်တကောင်ကတမိုင်းကိုဘလို့ပုံဖော်ပြောင်းလဲခဲ့တယ်ဆိုတာကိုအသေးစိတ်ကြည့်တော့ကြပါပါ။ပထမဆုံးအပိုင်း Empire ရဲ့ engine မှာစဉ်းစားကြည့်လေ။၂000ပေါင်းများစွာတောင် ယူရေရှားဒေတာမှမြင်းဆိုတာကအဓိကကြတဲ့နီးပညာကြီးတစ်ခုလိုပါပဲလဲထွန်တာကနေကုံစီပိုးဆောင်တာစစ်တိုက်တာကနေအင်ပါယာနေတီထောင်တာအထိအရာအလုံးကမြင်းပေါ်မှာပဲမူတည်နေခဲ့တာပါဒီဇလန်ရဲ့အစကဘာမှလဲဆိုတော့ယူရေရှားရဲ့အစွန်အစမရှိတဲ့မြက်ခင်းပြင်ကျဲကြီးတွေမှာပါဒီနေရာတွေကမြင်းရဲ့အတွက်တော့အကောင်းဆုံး paradise လို့ပဲနေထိုင်ဖို့အကောင်းဆုံးပတ်ဝန်းကျင်ရောအစဖြစ်တဲ့မြေတွေရောပေါ်ရွေးဝနေတာကို ဒီမြက်ခင်းပင်တွေကပဲမြင်းကိုအခြေခံတဲ့လူဖွဲ့စည်းတွေရဲ့ပခက်လွဲရနောက်ပြီးအဝေးပြေးလမ်းမကြီးလည်းဖြစ်ခဲ့ပါတယ်။ကဲဒုတိယပိုင်းမှာစိတ်ဝင်စားဖို့ကောင်းတာကမြင်းကိုယဉ်ပါအောင်လုပ်နိုင်ခဲ့တာကမလွဲမသွေဖြစ်လာရမယ့်ကိစ္စမျိုးမဟုတ်ပါဘူး။ဒါကပထဝီမြေအရကံကောင်းချင်တတ်တဲ့ရာလတ်တကူပါ။ယူရေရှားဒေတာမှာပဲဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ရအောင်။ဒီအချိန်ဇာကိုကြည့်လိုက်ရင်မြင်းကိုယဉ်ပါအောင်မွေးမြူနိုင်ခဲ့တာကတခြားဒရိစံတတော်များများထက် အများကြီးနောက်ကြတာကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့သူ့ရဲ့တည်ယူဖို့ဆောင်ရည်နဲ့စစ်ရေးမှာတုံးတဲ့စွမ်းဆောင်ရည်တွေကြောင့်သူ့ရဲ့အကျိုးတက်ရောက်မှုကတော့တခြားဒိဋ္ဌိစံတွေအားလုံးကိုကြော့ထက်သွားခဲ့ပါရယ်။ဒီအချက်ကတော်တော်လေးကို အရေးကြီးပါရယ်။ဆိုလိုတာကယူရေရှားဒေတာမှာပဲရံပါအောင်မိမိလိုရတဲ့တဲဆန်ကြီးအများစုက စုပြီးရှိနေခဲ့တာပါ။ဒါကတခြားတိုက်ကြီးတွေမှာလုံးဝမရှိတဲ့အေရာမအာသချက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဆိုတော့ယူရေရှားကအကန်ကောင်းနေတဲ့အချိန်မှာ တခြားတိုက်ကြီးတွေမှာအခြေအနေကဘလို့ရှိလဲလုံးဝကိုစန့်ကျင်ပါပါပဲအာဖရိကမှာဆိုယောဂတွေဂျန်တက်နဲ့ပဝင်ခြင်းတွေကြောင့်တိရစ္ဆာန်တွေမရှင်သန်နိုင်ခဲ့ဘူးအမေရိကတိုက်မှာလို့ပိုဆိုးတယ်ကြီးမားတဲ့တိရစ္ဆာန်များစုကလီဒါရဲ့အမေလိုက်မှုကြောင့်မျိုးတုံတာခဲ့ရတယ်ဒီလိုပရဝိဝင်အရာကံမကောင်းမှုတွေကယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုကိုထောင်စုနှစ်နှစ်ချီပြီးနှီးခွေးစေခဲ့ပါတယ်ဟုတ်ပြီမြင်းကိုရင်ပအောင်မွေးမြူနိုင်လိုက်ပြီအရင်နောက်မှာပါရီဆက်ဖစ်လာတယ်လူအဖွဲ့စည်းပုံစံတစ်တခုလုံးပေါ်ပေါက်လာတော့တာပဲ။ ဒီအပြောင်းလဲကကဘာတမိုင်ကိုဘလို့ပုံဖော်ခဲ့တယ်လဲဆိုတာကိုဆက်ကြည့်ကြရအောင်။မြင်းဆိုတာကကချက်တာမှမွေးမြူရေးတိရစာနီနဲ့ဘာမှမဆိုင်ပါဘူး။သူကဘက်ဆုံတုံ Swiss Army knife တစ်ခုလိုပဲ။သူ့ရဲ့ခန်းနိုင်ရည်ညံရည်နဲ့အမြန်နှုံးနေကြောင်းကုံထွယ်မှုစစ်ရည်နဲ့စိုက်ပျိုးရေးကန်တာအလုံးမှာအဆုံးဖြတ်ပေးနိုင်တဲ့နိပညာတစ်ခုဖြစ်လာခဲ့ပါရဲ့။ဒီမြင်းရဲ့အစွမ်းကိုအပြည့်အဝအထုံးချပြီးတမိုင်းကိုပုံဖော်ခဲ့တဲ့ပထမဆုံးလူတွေကတော့ယမ်နာယာတွေပါပဲ။ ူတို့ကမြင်းကိုစီးရီအထွက်လက်နက်တစ်ခုလိုအသုံးပြုပြီးယူရေးရှားဒေလာဒလွာမှာကြီးမားတဲ့တယောက်မှုတွေပြုလုပ်ခဲ့တဲ့လူအဖွဲ့စီတစ်ခုပေါ့ရန်နာယာရီရဲ့ရွှေ့ပြောင်းနေထိုင်မှုကသမိုင်းကိုပြောင်းလဲစေရဲ့ဒိုမီနိုတုံးလျက်လျဲကျသွားတယ်လို့ပါပဲသူတို့နဲ့အတူဖြီးတို့ရထားတို့လို့အဲ့ဒီခစ်ကချွေချန်တနီပညာရင်ရောအင်ဒိုယူရိုပါတာစကားတွေပါယူရေးရှားဒလွာကိုအရှိန်အဟုန်နဲ့ပြန့်နှံ့သွားခဲ့ပါတယ်ဒါကပောက်ကွဲမှုတစ်ခုလို့ပါပဲ ဒါပေမဲ့ဒီဇက်လန်မှာမြင်းကတကောင်တည်းဆက်လိုက်မဟုတ်ဘူးနော်တူရစ်ဆွမ်းအားကိုအစားပေါင်းများစွာတိုးမြင့်ပေးလိုက်တဲ့တတုဝေယနဲ့စာရေးသားမှုလိုတခြားအရေးကြီးတဲ့တိုးတက်ပြောင်းလဲမှုတွေနဲ့လက်တွဲခဲ့ရတယ်။ဒီနေ့ပင်ကာတွေကတစ်ခုနဲ့တစ်ခုဘယ်လိုခြေစနေတယ်လဲကြည့်လိုက်ရအောင်။ဥပမာတတုပေရာကိုကြည့်ရအောင်။တတုပေရာပညာတော်တက်လာတော့ပိုးခိုင်မာတဲ့ကိတ္တရာတွေလက်လက်ကြီးပေါ်လာတယ်။အဲ့ဒီထိထွေမှုတွေကိုညီယာအနန့်ကိုအလင်းနဲ့မြန်ပို့ဆောင်ပေးခဲ့တာကဘာတူလဲ။ငင်းစွာအုံကုန်းသွင်းရင်းနဲ့စစ်တပ်တွေပေါ့။တစ်ချိန်ထဲမှာပဲ ကခြားတနေရာမြေအိုးစကောင်းတဲ့လက်ချမ်းဒေတာမှာတော့လူမှုအဖွဲ့အစည်းအတွက် software တွေအဆင်မြင့်နေခဲ့တဲ့စာရေးသားမှုဥပဒေအုပ်ချုပ်ရေးစနစ်တူလိုအရာတွေကယဉ်ကျေးမှုတစ်ခုလုံးအတွက်အခြေခံအဆောင်အုံကိုဖန်တီးပေးခဲ့တာပေါ့ကဲဒီစရာဟာအရာအလုံးကိုခြုံငုံပြလိုက်တာပါပဲမြင်းစွားရှိတဲ့ UEA နဲ့မရှိတဲ့ American တိုက်ကြားကကွာခြားချက်ကမိုးနဲ့မြဲလို့ပါပဲ UEA မှာကကုံတွဲမှု နီးပညာ အတွေးခေါ်တဲ့အကုံအရှင်းဟုန်နဲ့ပြန့်နှံ့နေချိန်မှာ အမေရိကန်တိုင်းမှာတော့အရာအလုံးက နေကွေနေခဲ့တယ်။ဒါကြောင့်ရွေးရှားမှာကြီးမားတဲ့ empire ကြီးတွေထွန်းကားလာခဲ့တာပေါ့။ဒီလိုနဲ့ BC 1900လောက်ရောက်တော့အရင်ပြောခဲ့တဲ့ဆွမ်းအားတွေအလုံးပေါင်းဆက်ပြီးယူရီရှားဒေတာရဲ့မြေပုံကိုအသစ်ပြန်ဆွဲလိုက်တယ်လို့ဖြစ်သွားပါလေ။ဒါကနောက်တစ်ချိန်မှာပိုလမလို့ကုန်းတော်ကြီးလမ်းကြောင်းကြီးတွေပေါ်လာဖို့နဲ့ကမ္ဘာလုံးဆိုင်ရာဆက်သွယ်မှုခေတ်သစ်တစ်ခုအတွေ့ အခြေခံအုံမြင့်ကိုချပိခဲ့တာပါပဲဒီတိုးတက်ပြောင်းလဲမှုတွေရဲ့ရလက်ကပါလေကြီးမားတဲ့မျိုးပြည်ကြီးတွေထုံကားလာတာပဲပေါ့ BC ရှေ့တာနဲ့များလာကြမှာဆိုရင်ယူရေးရှားမှာလူကြီးတို့တောင်းကြတဲ့မျိုး Nixif 6မျိုးတောင်ရှိလာခဲ့ပါတယ်အရေးကြီးတာကဒီမျိုးတွေအားလုံးနှီးပါးကမြင်းစွမ်းအားကနေအကျိုးမြတ်ရခဲ့တဲ့ကံကောင်းတဲ့လက်တီကျူးတွေမှာမှတည်ရှိနေခဲ့တာဖြစ်ခဲ့တာပါဆိုတော့ချုံအနေနဲ့ပြန်ပြောရင်အဓိကကြတဲ့တိုးတက်ပြောင်းလဲမှုကြီး၃ခုရှိခဲ့ပါတယ်မင်းကိုယင်ပါအောင်မွေးမြူနေခဲ့တာ စာရေးစနစ်တီဖွံ့ဖြိုးလာတာပြီးတော့တက်တုပေတာတုတ်တက်လာတာတွေပေါ့ဒီတုံးခုပေါင်းဆက်လိုက်တဲ့အခါမှာပဲကမ္ဘာပထမဆုံးကုန်းမြေခြေဆိုင်အင်ပါယာကြီးတွေပေါ်ပေါက်လာမှုအတွက်လမ်းခင်းပေးခဲ့ပါတယ်ညီကကညင်ကျွန်တော်တို့ညနိုင်နေတဲ့သင်ခန်းစာကတော့ဤပညာတစ်ခုတည်းကတော့ကမ္ဘာကြီးကိုဘလောက်အထိပြောင်းလဲပစ်နိုင်တယ်လဲဆိုတာပါပဲအဲ့ဒီတော့ဒီမေကုံးလေးနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်ဒီနေ့ခေတ်မှာ AI ဒါမှမဟုတ်ဇီဝနည်းပညာလိုမျိုးနည်းပညာတစ်ခုခုကကျွန်တော်တို့တောင်မမြင်နိုင်သေးတဲ့နည်းလိုင်းတွေနဲ့ ကဘာကြီးကိုဘလို့များပုံအောင်နိုင်မလဲစဉ်းစားစရာပါပဲ။